ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းချန်နာကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လွတ်လပ်မြတ်တာပါတယ်ဆိုတဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့ပါတီများစစ်တပ်ကုံတိတ်ခါထိခိုက်အောင်မပြောဖို့ကန့်သက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအနေနဲ့နေဆွဲစည်းရုံးရေးဟောပြောတဲ့နေရာမှာ စစ်တပ်ပြိုကွဲအောင်ဒါမှမဟုတ်စစ်တပ်ရဲ့ဂုံတိုက်ခါထိခိုက်အောင်ပြောဆိုခြင်းမလုပ်ရဘူးလို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကန့်သက်တားမြစ်လိုက်ပါတယ်နိုင်ငံရေးပါတီတွေအနေနဲ့ပါတီမူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုစစ်တပ်ပိုင်းရေဒီယိုနဲ့ရုပ်မြင်သံကြားတွေကတဆင်ရှင်းလင်းပြောကြားခွင့်ပေးမှာဖြစ်ပြီးဟောပြောခြင်းနဲ့ပါတီတွေအနေနဲ့စာမူတွေနဲ့အတူဖွင့်ပြမိတ်လျှောက်ထားရမယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်ကနိုင်ငံရေးပါတီတွေကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်အတွင်းရုပ်သံနဲ့ရေဒီယိုကတက်ဆင်ဟောပြောခွင့်ပေးသွားမှာဖြစ်ပြီးဒီအတွက်ကန့်သက်တားမြစ်ချက်၉ခုကိုလည်းထုတ်ပြန်ထားတာပါ။အဲ့ဒီထဲမှာစစ်တပ်ဖြိုခွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်ဂုံတိတ်ခါထိခိုက်စေရန်ဟောပြောခြင်းအပါအဝင်အခြေခံဥပဒေနဲ့တည်ဆဲဥပဒေကိုလိုက်နာဖို့နိုင်ငံတော်အကြီးအကျယ်မပြတ်စေဖို့နိုင်ငံဝန်ထမ်းတွေကိုအစိုးရအပေါ်စန့်ကျင်ဆန္ဒပြစေရန်ဖေဒိုလုံဆော်မှုမလုပ်ဖို့စတဲ့အချက်တွေလည်းပါဝင်နေပါတယ်။ စစ်တပ်ဟာ၎င်းတို့ရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကိုစူးစမ်းနေရမှာလွတ်လပ်စွာထုတ်ပေါ်ပြောပိုင်ခွင့်တွေကိုကန့်သက်ပြီးရင်ကန့်သက်လာနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းစစ်တပ်ကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံကြောင်းလူမှုကွန်ရက်ပေါ်မှာရှိသားသူတွေကိုဖမ်းဆီးဖို့အတွက်အထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကောက်ွယ်ပေးရေးဥပဒေတွေကိုစစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်ဒါမှမဟုတ်လုပ်ငန်းစဉ်တစ်စိတ်တစ်သေးတာကိုပြက်ပြားစေဖို့ဟောပြောတာပြောဆိုတာစီယုံလုံစော်တာဆန္ဒပြတာစာရေးသားဖြန့်ချီတာတွေမလုပ်ဖို့တားမြစ်ထားပြီးဖောက်ဖြက်ကျူးလွန်ရင်အနည်းဆုံး1003နှစ်ကနေအများဆုံး1000ခန့်နဲ့ထိချမှတ်နိုင်ရလို့ချိန်ကြောက်ထားပါတယ်။အဆိုပါဥပဒေကြောင့်မြန်မာနိုင်ငံအနှံ့ဖန်ဆီးခံရသူတွေရှိနေပြီးဒါဟာလူအခွင့်အရေးကိုပေါ်ပေါ်တင်တင်ချိုးဖောက်နေတယ်လို့လည်းဥပဒေပညာရှင်တွေကအပြေပန်နေကြတာပါ။ တရုတ်နဲ့ရုရှားအားပေးထောက်ခံနေတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်တလုံးမှနိုင်ငံတကာနဲ့တော်လှန်ရေးအဖွဲ့တွေကတရားမဝင်ဘူးလို့အတီလင်းကန့်ကွက်ပြောဆိုထားပါတယ်။အာနာသိန်းစစ်ကောင်စောင့်ဝင်ရောင်းလိုက်ကတော့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာအပိုင်းတီအဖြစ်နိုင်ငံအနှက်မြို့နယ်တရားနှမြို့နယ်မှာကျင်းပသွားမယ်လို့ဆိုထားပါတယ်။ဆက်လက်ပြီးဗုတ်ပြင်းမြို့နယ်အလမန်ကျေးရွာတွင်တရားချိုးချမှုကြောင့်ဒူရဲအုံမောင်ကိုကိုရေးတဲ့ပြုတ်ကြသိဆုံးတဲ့ဆွဲတဲ့တွေကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမုတ်ပြင်းမြို့နယ်အလယ်မှန်ကြီးရွာတွင်တရားကြိုးချမှုကြောင့်ဒူရဲအုံမောင်ကိုကိုရေထဲပြုတ်ကျသေဆုံးသွားကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်။စက်တင်ဘာလ25ရက်နေ့ည9:00နာရီအချိန်မုတ်ပြင်းမြို့နယ်မှာဇာတိမြင့်မြို့တို့ပြန်လာစဉ်တရားကြိုးချမှုကြောင့်ရေထဲပြုတ်ကျရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၎င်းသည်မုတ်ပြင်းမြို့နယ်ဖြီချီးမှန်တိုင်းနေမြေရဲစခန်းတွင်နေတဲ့ရဲအဖြစ် တာဝန်ကျနေသူဖြစ်ကြောင်းသိရှိရပါတယ်။ အလေမန်ရွာတရကအဟောင်းလူတွေဖြတ်တန်းနေချိန်မှာဝိညာပြီးကြိုးကြတာတေသွားတဲ့ရဲကမြိတ်ကပေါင်းသူစနီးကလည်းမြိတ်ကပိန်တာဝန်ကျတဲ့ပုတ်ပြင်းကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်းကွယ်လွန်တာပေါင်းနာယီကတကြိုပြီးသွားပြီးပုတ်ပြင်းကနေမြိတ်ကိုအပြန်မှာဖြစ်သွားတာဟုငယ်မျိုးမဒေတာသတင်းရေးမြစ်ကပြောဆိုပါတယ်။တရားချိုးချောင်းမှုကြောင့်တေဆုံခဲ့သူဒူရဲအုံမောင်ကိုကိုတီငယ်မျိုးတွင်နမည်ဆိုးဖြင့်ကြော်ကြတော့ရဲအရာရှိတအုပ်ဖြစ်ပြီးဆီအာနာသိန်းကာလာတလျှောက်လုံးပြည်သူများကိုအမျိုးမျိုးဖိနှိပ်ချင်းချောက်ဖမ်းဆီးငွေညစ်ခဲ့သူဖြစ်ကြောင်း မြို့မြို့မှဒေသခံပြည်သူများကပြောဆိုကြပါတယ်။စမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။